ဒီနေ့ဆက်လက်တင်ဆက်ပေးခြင်းနဲ့စောင်းပါတဲ့ဘုတ်ကတော့ဂူလာဆိုးရဲ့ရေးသားတဲ့သက်ရှင်ကိုအဖြေပေးလိုက်ပြီးဆိုတဲ့သတင်းစောင်းပါတဲ့ဘုတ်ပဲဖြစ်ပါတယ်။ဝါတန်နဲ့မိုင်းလာအခြေဆိုင် NDAA တို့မှနေပြည်တော်ရှိဝန်ထမ်းအင်အားများအားလုံးပြန်လည်တိဆောက်ရေးအတွက်ကုန်ကျစရိတ်များကိုကြခံမယ်လို့စုံစမ်းသိရှိရာကြောင်းမြန်မာနောက်မှာပါရှိလာခဲ့ပါတယ်။ဤဒီကပင်ထိုင်းပြည်သူများရဲ့ရန်သူအဖြစ် တတ်မှတ်ထားသောဝါများအားအေးယူရန်တသင်ရဲ့အပြောကိုရှင်းလင်းစွာအပြေပေးလိုက်ခြင်းပဲဖြစ်ပါတယ်။အကြံပေးဆေးအုပ်စုဟာပြန်လည်တိဆောက်ရေးလုပ်ငန်းများအတွက်ငွေများမိခရမယ်ဆိုတဲ့မိခရမယ်ဆိုဒီကတပြေးပြင်းနဲ့ရုံလုံးပေါ်လာပြီဖြစ်ပါတယ်။ဂျာတာဘင်းနေမှာအကြံပတ်သမားမင်းအောင်လိုင်ဟာ၎င်းတို့နဲ့ပလင်းတူဘူးစုခရိုနီတတိုက်အားခေါ်တွေ့ပြီးတော့ပြန်လည်တိဆောက်ရေးအတွက်ပြောဆိုတဲ့သတင်းများလဲ ထွက်ပေါ်လာပြီးဖြစ်ပါတယ်။၎င်းတို့ကငွေကြီးပံပိုးပေးမဲ့ခရိုနီ73ရဲ့အမိများလည်းထွက်ပေါ်လာခဲ့ပါတယ်။ထို့ထက်မှဇော်ဇော်ခင်မောင်အေးဝနာခိုင်ကျော်ကျော်ဝင်းတိန်ဝင်းဇော်မောင်ဝိတ်ခင်ရွှေတို့ပါရှိလာပါတယ်။၎င်းတို့ဟာစေတနာဝန်ထမ်းလူတိုင်းချင်းမဟုတ်ဖဲလိုင်းစင်နဲ့တွင်းကုံပါမင့်အမျိုးမျိုးရရန်အကျိုးလူ၍ညောင်ရီတွင်းခြင်းသာဖြစ်ပါれ တကယ်တမ်းမှာထုံငွေများအတိုင်းပြည်အတွက်အခွန်ငွေများဖြစ်တယ်လို့စီဝါရီတုတေတီတူကထောက်ပြခဲ့ပါတယ်။ဥပမာကားတစီးတင်သွင်းမယ်ဆိုရင်တွင်းကုန်အတွက်အခွန်ဟာနိုင်ငံဘဏ္ဍာဖြစ်ရမယ်အစားခရိုနီတို့အိတ်ကပ်သေးတို့သာ ရောက်သွားရတယ်လို့ဆိုပါတယ်။ဘဏ္ဍာမှာကွန်တိုကြီးများပြိုကျခဲ့မှုအတွက်တာဝန်ရှိကန်ထရိုက်တာကုမ္ပဏီများမှအကြီးအကဲစုစုပေါင်း18ရောက်ရဲစခန်းတို့လာရောက်ဖမ်းခံခဲ့ကြတော့လဲ မြမပြည်တွင်မူပန်းပန်လျက်ရှိနေတဲ့ခရိုနီများထံမှလက်ဖြန့်တောင်းနေရရှာပြီးဖြစ်ပါတယ်လက်ဖြန့်တောင်းနေကလည်းစကားဖြစ်တာပြောခြင်းဖြစ်ပါတယ်ထောင်ထဲဝင်မလားငွေတို့ပိုက်လာမလားလို့မေးလိုက်ရုံပင်ဖြစ်ပါတယ်ငွေလိုလာ၍ထောင်ထဲတွင်းထားသောခရိုနီများကိုပင်ပြန်လွတ်ပေးလာခဲ့ပါတယ် ဆွေဆွေကြီးညာချက်မှာပြန်လည်တိဆောက်ရေးအတွက်ကျပ်131.5ဘီလီယံဒေါ်လာ29.8တန်းနဲ့ဒေါ်လာ1.3တန်းရရှိထားပြီလို့ပါရှိပါတယ်။ပုံငွေများကိုနေပြည်တော်အတွက်သာပုံအော၃မယ်လို့ယူဆပါတယ်။ထို့ထက်မှာကျပ်2ဘီလီယံ351ထပ်မြင့်ပြီးတစ်ထပ်လျင်၄ခန်းပါရှိတဲ့ဝန်ထမ်းအင်အားအဆောက်အုံနှစ်ခုကိုရခင် ခရိုနီများနေပင်ပြန်ဆောက်သွားမယ်လို့ဆို၍နေရမယ့်မိသားစုများအတွက်အိမ်မက်ဆိုးများဖြစ်လာပြီးတော့မှာပါထိုအစားအုပ်အတွက်ကုန်ကြစရိတ်ကိုဝါနဲ့ NDA တို့ကကြာခံမယ်လို့သိရပါတယ်ပေါ့ကြနေမှာပါရှိလာတဲ့စစ်အုပ်စုပိုင်းမီဒီယာများမှာဝါရိုးရာဝေစာဝတ်ဆင်ထားသူတဦးကကြက်ငွေ3.3ဘီလီယံကိုအကျန်းဖတ်သမားမင်းအောင်လှိုင်အားပေးနေပုံပါရှိလာခဲ့ပါတယ်မီဒူမီဝါလို့ ဖော်ပြထားခြင်းမရှိပါဘူး။ရွှေတိကန်ဒေတာမှာတော့မူရစ်စေဝါထုတ်လုပ်မှုထပ်ပြီးမြင့်တက်လာပွဲရှိနေပါတယ်။ကမ္ဘာ့ဘဏ္ဍာမှုငလျင်ကြောင့်တိုက်ရိုက်ပျက်စီးမှုတန်ဖိုးဟာဒေါ်လာ17ဘီလီယံရှိပြီးတမျိုးသားလုံးထုတ်လုပ်မှုရဲ့ပမာဏရဲ့14ရာခိုင်နှုန်းကရှိမယ်လို့ခန့်မှန်းထားပါတယ်။ထို့အတွက်အကြမ်းဖက်စစ်ကောင်စီရဲ့ဒုတိယခေါင်းဆောင်စိုးဝင်းကိုတိုင်၎င်းတို့အစိုးတရားမဝင်တဲ့ကုန်ပစ္စည်းများကိုတိုး၍သိမ်းဆီးပြီး စနစ်တကျတူလောင်ကလီလန်တင်ပြန်ရောင်းစားဖို့အထိကွင်းစင်ကြက်မှတ်နေရပြီဖြစ်ပါတယ်။တရားမွန်ဆိုဒီက၎င်းတို့ဗဇက်ထဲတွင်ရှိနေလို့ကော်တောင်းရနောင်းဘက်မှလစဉ်လိုကြက်တန်း300မှ1ဘီလီယံတန်ဖိုးရှိကုန်ပစ္စည်းများအားစီးအောင်စုမှပုံမှန်သိမ်းယူလျက်ရှိနေတယ်လို့အေယာဝရီသတင်းမှာဖော်ပြထားပါတယ်။ယခုက TNL ထိန်းချုပ်ထားသော မြို့ပေါင်း17မြို့သို့ကုန်စည်စီးဆင်းနေတဲ့ မင်းဆက်ကုံတွေရီးကိုတရုတ်မှဖိအားပေးတဲ့အနေနဲ့ဆက်၍ပိတ်ဆို့ထားစေလို့ TNL ပြောခွင့်ရဗိုလ်မှူးကြီးတာပန်လကအွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာဖုတ်ဖော်ပြောဆိုလိုက်ပါတယ်။ထို့အတွက်73စီများစေဝါများ ပြက်လက်လာပြီးဖြစ်ပါတယ်။စီအောင်စုမှနန်းဆန်နဲ့မိုင်းတုံမြို့များကို၎င်းတို့ကိုပြန်ပေးဖို့ပြောပြရန်တရုတ်အားအပူကတ်ထားတယ်လို့လည်းသိရပါတယ်။ ညီနောင်သုံးဘော်ရဲမှာနှစ်ဖွဲ့ဟာတရုတ်ရဲ့ဘူကြအနိုင်ကျင့်မှုကိုမထင်မှတ်ဖဲအလူးလဲခံနေရချိန်မှာကြံညီနောင်ဖွဲ့ဝင်တဦးဖြစ်တဲ့အာရခတက်တော်ဟာကြောက်ဖြူစိတ်ကန်းတဝိုက်တိုက်ပွဲမှာတက်မှစက်တင်မှာဗျူဟာမှုဘုံမှုချုပ်ကျော်မျိုးအောင်အားစနိုက်ပါဖြင့်ပြစ်ခတ်ရှင်းလင်းနိုင်တဲ့အထိအောင်ပွဲခံနေပြီဖြစ်ပါတယ်ကျောက်ဖြူတို့ဖေဖော်ဝါရီလမှစတင်ရောက်ရှိလာနေတဲ့တရုတ်လုံခြုံရေးကုမ္ပဏီအုပ်စုမှ စစ်တပ်အားဒရုန်းများနဲ့တိုက်ခိုက်နိုင်အောင်အကူအညီပေးနေကြတယ်လို့ရခိုင်မီဒီယာများမှဖော်ပြထားတာကိုတွေ့ရပါတယ်။တော်လိုင်းရေးတပ်ဖွဲ့များအနေနဲ့တရုတ်ရဲ့ရေနံဓာတ်ငွေပိုက်လိုင်းများအနီးတစ်ဝိုက်မှာခိုင်မာတက်ဆွဲနိုင်မီဆိုကဘုံကျဲတိုက်ခိုက်ခံရမယ်အန္တရာယ်မှကင်းလွတ်နိုင်မယ်လို့ယူဆရပါတယ်။ပြည်သူတို့ရဲ့တရားသောတော်လန်စစ်မုတ်ချပုံရမယ်။